မင်္ဂလာပါဆရာမင်္ဂလာပါခင်ဗျာဆရာမင်္ဂလာပါဟုတ်ကဲ့အခုအခုတလောမှာဟိုဆရာရဲ့ဒီရန်နေဒီမှာလဲကျွန်တော်တို့ဒီ2015နဲ့ပတ်သက်ပြီးတော့အလွန်နဲ့ပတ်သက်ပြီးတော့ဟောစာတမ်းတွေထွက်နေတာတွေ့ရပါတယ်ဆရာဒါမှမဟုတ်ကျွန်တော်ဒီဘီအနေနဲ့တီချာမေ့ချင်တာလေးတွေရှိပါတယ်ဟုတ်ကဲ့ပါဆရာဆရာရဲ့တွေ့ချက်မှုတွေရပါတော့ကျွန်တော်တို့ဒီ2015ရွေးကောက်ပွဲအလွန်မှာဆရာဘယ်လိုအဆိုးရမျိုးဖြစ်လာနိုင်မလဲလို့ဆရာတွေ့ချက်တာပါဆရာပထမအချက်ကတော့ ဗမာပြည်ကြီးရဲ့ကံကြမ္မာနဲ့2015ရေကောက်ပွဲအလွန်မှာရှိနေတဲ့ကံကြမ္မာပေါ့နော်အနေထဆက်ဆက်လိုက်တော့ကောင်းတယ်အတော်ကိုကောင်းတယ်တိတိကျကျပြောရရင်တော့2016ခုနှစ်မတ်လ9ရက်နေ့အဲ့ဒီနေ့ရဲ့မနေ့7နိုင်43မိနစ်12စက္ကန့်အချိန်ကစပြီး မြန်မာပြည်ကြီးရဲ့ကံကြမ္မာလင်းလက်ပြီးတော့အခုကာလနဲ့ကိုမတူတဲ့အပြောင်းအလဲကြီးတစ်ခုဖြစ်ကိုဖြစ်မယ်ဆိုတာကျွန်တော်တွေ့ရတယ်။အဲ့လိုဆရာဒီ2015ရွေးကောက်ပွဲအလွန်အားရောဆရာဒီဟိုနိုင်ရနိုင်ရပါတီလည်းရှိလာမှာပေါ့နော်။ဒါကအခုတော့ကျူပြောရတော့ခက်ပါသေးတယ်။ဒါပေမဲ့အဲ့ဒီဘယ်လိုပါတီတွေမျိုးဘယ်လိုနိုင်ငံရေးတမားတွေမျိုးကနိုင်ရမလို့ဆရာထင်တယ်ဆရာ။တွေ့မယ်ဆိုရင်အเจ้าရတစ်ခုကိုတွေ့မယ်ဆိုရင်အเจ้าရတစ်ခုရဲ့ ဆောင်ရွက်တဲ့နေရသုံးဖို့စတင်တဲ့နေရလုတ်ကန်တဲ့နေရပေါ့နော်အဲ့ဒီကအရေးကြီးဆုံးပေါ့ဟုတ်အဲ့တော့ရွေးကောက်ပွဲရဲ့အဖြေကရွေးကောက်ပွဲကျင်းပတဲ့နေ့ပေါ်မှာမှုတည်တယ်။ဘာလို့လူတယောက်ရဲ့ဘဝကံကြမ္မာသူ့ရဲ့မွေးနေ့အရေးကြီးသလိုရွေးကောက်ပွဲရဲ့ရလတ်အဖြေဟာရွေးကောက်ပွဲကျင်းပတဲ့နေ့ရဲ့ပေါ်မှာအဓိကမှုတည်နေတယ်။အဲ့တော့ရွေးကောက်ပွဲက၈ရက်နေ့နိုဝင်ဘာမှာကျင်းပမယ် ရှင်းရနေ့နိုဝင်ဘာဆိုတဲ့ရက်မှာ2015ပဲထည့်တွေ့ရင်ရှင်းရနေ့နိုဝင်ဘာ2015ရှင်းရနေ့ကနံပါတ်6ကနေနိုဝင်ဘာက7ကနန်တလုံးနဲ့ဖြစ်ပေါ်ရင်တော့နှစ်ပေါ့ဒါပေမဲ့7လအနေနဲ့ယူမယ်တထောင် sorry 2015ခုနှစ်ဆိုတဲ့အကြောင်းအရာအကောင်လုံးကနန်တလုံးနဲ့ဖြစ်ပေါ်ရင်6ကနန်ထပ်တွေ့တယ်အဲ့တော့ ရှစ်ရ7ရရှစ်ရပေါ့ဒုတိယမွေလည်းရှစ်ရ2ရရှစ်ရရှစ်ကနှစ်နေရာမှာပါတယ်အဲ့တော့နံပါတ်7ကဏ္ဍအကြောင်းကိုပြောမယ်ဆိုရင်ကဏ္ဍဘီရင်နဲ့စကားပြောရမယ်ကဏ္ဍဘီရင်နဲ့ပြောမယ်ဆိုရင်ကဏ္ဍတို့ရဲ့အနှစ်သာရကိုရှေ့စဉ်ဆက်ကဏ္ဍဘီရင်မှာနံပါတ်7ကဏ္ဍဆိုတာဘာလဲဆိုတာကိုတာရော့ဖဲချက်တင်နဲ့ဟောပြောတဲ့စနစ်နဲ့ပြောရမှာပဲ တာရတ်ဘီဒင်နဲ့ဟောပြောတဲ့စနစ်နဲ့ပြောရင်နံပါတ်၈ကနန်းကိုကြည့်မယ်ဆိုရင်ဒီပုံထွက်လာတယ်ဒီပုံထွက်လာဆရာဒီပုံကရှင်လေးတကောင်ကိုမျိုးသမီးတယောက်ကပါးစပ်ကိုပိတ်နေတယ်ပေါ့ the muffle lion လို့လည်းခေါ်တယ် the strength အဲ့ဒီကပြထွက်လာတယ်အမျိုးသမီးရဲ့ကောင်းပုံမှာနံပါတ်၈ကနန်းအဲ့တော့ဒီပွဲမှာ လာမယ့်အနာဂတ်ရဲ့နံပါတ်၈ရဲ့နေ့မှာကျင်းပမယ်ဆိုရင်ရှေကနန်းကိုသာတကဘာလုံးကိုပြလိုက်ပြီးတာရပြရင်ဘာပြမလဲဆိုဟာသာခြေသေးတကောင်ကိုအမျိုးသမီးတယောက်ကနှုတ်ပယ်နေတယ်အဲ့တော့အเจ้าရတိုက်ဆိုင်လို့လားတော့မသိဘူးဒီနေရာမှာအဓိကရှင်ပြန်မယ်ပါတီကြီးကနှစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်တို့တွေ့စစ်နိုင်လေလေတခုသောအရာကခြင်းသေးကိုကိုစားပြုတာဘယ်ဖွဲ့စည်းရှိမလဲပေါ့ တကူသောအရာကအမျိုးသမီးတဦးရဲ့ flag ဘယ်လိုပဲရှိရှိဒါပေမဲ့အမျိုးသမီးတဦးအနေနဲ့ရှိနေတဲ့ပါတီဘယ်လိုရှိမလဲပေါ့ဟုတ်အဲ့တော့ရွေးကောက်ပွဲတွေမှာရှိတဲ့နေရာတွေတော်တော်များများမှတော့အမျိုးသမီးတွေကမဲယုံနေမှာသူတို့ဒေသတွေမှာသူတို့ရဲ့မဲရမြင်မာတဲ့အနေထားရှိနေမယ်အဲ့ဒီရဲ့အနာဂတ်မှာတော့အမျိုးသမီးတွေကလာမယ့်အနာဂတ်ကိုစိုးမိုးမယ်အဲ့ဒီထဲမှာမှထင်ရှားတဲ့ power ရှိတဲ့ဒီအပေါ်ကဒီလိုရှစ်လို့ဟာလေးက infinity sign အဆုံးစမရှိဘူးအဲ့တော့ဒီနှစ်ခုကိုဆက်ဆက်လိုက်ရင်ရှစ်ရက်နေ့မှာကျင်းပမယ်ရွေးကောက်ပွဲမှာစစ်မှန်သောဤစနစ်နာသွားရိုးရိုးရှင်းရှင်းနဲ့တကယ့်အဖြစ်ရလက်ကိုသာ ပုံမှန်တိုင်းသွားပါတီမှာတစ်ဖက်က NLD ဆိုတဲ့ပါတီရှိတယ်ဒေါ်ဆန်းစုကြည်ဦးဆောင်တယ် တပက်ကပြီးခိုင်ဖြိုးဒါမှကြန့်ခိုင်ဖွင့်ပြိုးရေးသူတို့ကအခုအချိန်မှာသုံးနေတာကိုသူတို့တေးသချင်းနေနဲ့သူတို့သချင်းအားလုံးမှာရှင်သေတကောင်ရဲ့တဘာဝသူတို့ကိုစားပြူတယ်အဲ့တော့အเจ้าယာကကျင်းပမဲ့နေရဆိုရင်တော့ဒီရှင်သေကိုအမျိုးသမီးတူကနှုတ်ကိုပိတ်လိုက်တယ်ဆိုရင်နမိတ်ဆိုတော့အနိုင်ရရှိသွားမှာကတော့အမျိုးသမီးပေါ့အဲ့တော့ တစ်ဖက်ကကြည့်မယ်ဆိုရင်အခုဘီဒင်စကားမှာကောင်းဆောင်နေရဲ့အနေထားဗမာပြည်မှာနဝင်းတက်ကိုအတော်လေးပြောကြတယ်လူတယောက်ရဲ့နာမည်ဆိုရင်လည်းပေါင်းရင်းကိုပေါ့ဥပမာတောက်ကြံတဲ့အင်္ဂါနဲ့ပေါင်းတောက်ကြ6အင်္ဂါ3ပေါင်းရင်900 00အဲဒီကိုကနန်းကဥဆောင်တယ်ပေါ့အဲဒါကြောင့်လည်းသူကအကြီးကဲနေရာမှာရှိမယ်ပေါ့လေဒီလိုပေါ့တန်းပြည်ရဲ့ခေါင်းဆောင်ပေါ့လေဒီလိုပဲနာမည်ကဒေါ်အောင်ဆန်းစုကြည်ဆိုရင်ဒေါ်ဖြုတ် အောင်ကတင်းငင်တွေတက်ဆန်းဆိုရင်အင်္ဂါက၃စုဆိုတာကနှစ်ထက်တဲ့ကြီးဆိုတာကလည်းပေါက်လိုက်ရင်ဒီကုလုံးပေါက်လိုက်ကိုးကနဲ့ရကြီးရနှစ်လေအဲ့တော့ကုလုံးပေါက်ရင်ကိုးကနန်းကအတော်လေးကိုထူဆန်းတယ်တက်ရ၃ရ၃ရ၂ရအကုန်ပေါက်ရင်ကိုးကနန်းရတော့နဝင်းကိုက်နာမည်နဲ့သူတယောက်စီပါတီတစ်ခုကိုဥဆောင်ထားရင်တော့သူသည် အခုနဝင်းကိုင်းနာမည်နဲ့ရှိတဲ့သူရဲ့နေရာကိုသူကလဲလှယ်မှာပေါ့ switch လုပ်နိုင်တယ်နေရာလဲလှယ်နိုင်တယ်အဲ့တော့လာမယ့်အနာဂတ်မှာအခုနဝင်းတက်ကြနေတဲ့သူကခေါင်းဆောင်ကတောက်ကြနေအင်္ဂါ6နဲ့3ကိုပေါ့လေအဲ့နေရာမှာ1 3 3ပေါင်းရင်ကိုရတဲ့ဒေါ်ဆန်းစုကြည်ရဲ့နေရာတစ်ခုဖြစ်လာစေအကြောင်းရှိတယ်ဒါနံပါတ်1အချက်2အချက် ဆက်တလဆိုတဲ့အကြောင်းအရာထည့်တွေ့ရမယ်ဆက်တလဘာတွေပဲလဲဒီခုနကဟုတ်တယ်နိုဝင်ဘာဒီကျွန်တော်တို့ရှစ်ကရှေဆုံးကရဲ့ရဲ့နောက်ဆုံးကခုနှစ်ကရှစ်ကနှစ်နေရာလွှမ်းမိုးထားတာဒီအဖြစ်နှစ်ခုပေးထားပြီးသားနိုဝင်ဘာကိုကြည့်လိုက်လို့ပေါင်းလိုက်တာ7ကိုရေဆုံးကြည့်မယ်ဆိုရင်7ရဲ့သဘာဝ justice တစုံတရာတော့သတ်မှတ်ထားတဲ့အတိုင်းတာတဲ့တော့အဲ့ဒီပွဲက justify ဖြစ်မယ်တရားမျှတမှုရှိတဲ့အနေအထားကိုတော့လေ့လာနိုင်တယ်ဟုတ်ကဲ့ ရေကောက်ပဲချွတ်ချွတ်ရေကောက်ပဲချောင်းမွေးမဲ့သဘောတော့ဖြစ်နေပြီဟုတ်စတယ်လားနော်နောက်ရေကောက်ပဲပြီးတဲ့ကာလမှာလဲဒီစက်တက်ကလာမဲ့နောက်ဖွဲ့စည်းမဲ့အဖွဲ့စည်းသောမဟုတ်အစိုးရကိုလဲသူတို့ justice တော့တရားမျှတဆိုတော့သူစနစ်တကျသူတို့အာဏာလွှဲပြောင်းပေးမယ်ဆိုအဖြစ်တွေ့ဟုတ်နောက်တစ်ခုနောက်တက်လာမဲ့လာလတ်တော့အနာဂတ်ရဲ့အစိုးရဒီလဲချင်းဝင်ကိုကိုစားပြုတဲ့တရားစီရင်ရေး ်ဒါကိုကိုစားပြုတဲ့ဥပဒေတို့ကိုကောင်းစွာချုပ်ခံနိုင်ခြင်းရှိပြီးတော့ထင်းထင်းသေးသေးနဲ့လုပ်မယ်ပြီးတော့ခေါင်းပေါ်မှာတရဖုန်နဲ့အာနာအဲ့တော့ executive power နဲ့ပတ်သက်တာရယ် law ရယ် justice အကောကောဘတ်တရဖုန်က executive power အုပ်ချုပ်မှုရယ်တရားဥပဒေရယ်တရားရယ်ဥပဒေရယ်ဒါလုံးကဒီပုံကိုကြည့်ပြန်တော့လေအမျိုးသမီးမျိုးသမီးဖြစ်နေပြန်တယ်ဒါအမျိုးသမီးဥဆောင်သွားပြီးဒီလိုဖြစ်မယ်ဆိုရင်နမိတ်ပြအမျိုးသမီးပုံပဲပြဟုတ်ကဲ့ တခါကဲထားလိုက်စက်တကိုပေါင်းမယ်နှစ်နှစ်ကိုပေါင်းလိုက်ရင်လည်းထွက်လာတဲ့ကနအမျိုးသမီးအမျိုးသမီးဒီမှာမှ0နဲ့ B set ပြောင်းလဲချိန်တက်ပြီဆိုတော့အနေထားကိုကြည့်မယ်ဆိုရင် तू က ်ပြောင်းလဲခြင်းရဲ့တခုအဖြူနဲ့အမဲပြောင်းလဲခြင်းဂျေရမီဆိုဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်ဒီဘက်ကကန္တာရနောက်မှာလှပတဲ့ပန်းတွေပွင့်နေတဲ့အနာဂတ်ကြီးရှိတယ်ပြောင်းလဲခြင်းတံမီဆွဲစကားနဲ့ပြောင်းလဲတခုကိုမျောလင့်သူတွေအတွက်တော့လာမယ့်အနာဂတ်ကြီးရရွေးကောက်ပွဲပြီးနှစ်လအတွင်းမှာအပြောင်းလဲကတော့ဖြစ်ကိုဖြစ်တော်မယ်ဆိုတာသေချာတဲ့သဘောပြသနေတယ်အဲ့တော့ကျွန်တော်တို့မျောလင့်နိုင်တာကလာမယ့်အနာဂတ်ရွေးကောက်ပွဲဟာကောင်းသော ရက်လက်နဲ့ဒီမှာကြည့်တော့လေအမျိုးသမီးအားလုံးသောကပ်ပြားတွေဟာ၈ရက်၁၇လ2015ရဲ့အဖြစ်ရတော့အမျိုးသမီးဆိုတဲ့ပုံနဲ့ရွေးပြဟုတ်ကဲ့ဒီတော့လာမဲနာဂတ်ကိုဦးဆောင်မဲ့သူကတော့အမျိုးသမီးဒီပြင်သကြံစာမှာလဲအမျိုးသမီးတွေဒီလာမဲအနာဂတ်မှာသကြံပြီးကာလမှာဗမာလို1388ခုနှစ်မှာအမျိုးသမီးတို့ဒီနေရာတိုင်းဌာနတိုင်းနေမှာအကြီးကဲနေရာမှာရမယ်ဆိုတော့ အယူဆလည်းတကြံစာရှစ်ကစ်တဝန်ယူလဲတကြံစာအယူဆအဲ့တန်ဖြစ်နေဟုတ်ကဲ့ဒါဆိုရင်တော့ဘာပြောရွေးကောက်ပွဲရချွတ်ချွတ်မှုမှုလည်းဖြစ်သွားနိုင်တယ်တခုတော့ရှိတယ်ဆရာချွတ်ချွတ်မှုမှုဖြစ်နိုင်တယ်ဆိုပေမဲ့ကျွန်တော်စကားပြောစရာတခုတော့ရှိတယ်အဲ့နေ့ကတကြားပြည်ပြည်သားနေ့နော်ဟုတ်ဟုတ်ပြည်သားတို့မြည်ဒီမှာသုံးမျိုးထဲမှာတကြားပြည်ပြည်သားနဂါးပြည်ပြည်သားလူပြည်ပြည်သားဆွဲထဲမှာလူပြည်ပြည်သားအစိုးဆုံးပေါ့ဟုတ်ကဲ့နဂါးပြည်ပြည်သားကြတိတ်တော်မဟုတ်တကြားပြည်သားအစိုးပဲပြော့ပြော့တယ်တကြားပြည်ပြည်သားက လူနတ်တွေသာဓုခေါ်တော့တဲ့အဆင့် ठी တော့ကောင်းတာတော့မဟုတ်ဘူးအဲ့ညမှာတော့နည်းနည်းသူတို့ရဲ့သူတို့တော့မဟုတ်ပါဘူးလေအเจ้าအရာတစုံတရာရဲ့ဟိုတနည်းအားမှာတနည်းအားမှာသူတို့အမတ်တွေစည်းစည်းသုံးမနေမြေစည်းစည်းတခုနဲ့တခုတော့တူချင်မှတူမှာပေါ့တချို့နေမြေတွေမှာတော့ဟိုတရားမြတ်တတ်မှုအပြည့်ဝတော့ရှိချင်မှရှိတယ်ဟုတ်ကဲ့နည်းနည်းလေးတွေတော့ကစားတာတွေရှိအောင်ရှိမယ်ဒါပေမဲ့ကျွန်တော်တို့စီလုံးဝ ။တန်ရှင်းတဲ့အနေထားကြီး plain ကြီးတစ်ခုတော့မဟုတ်ပဲနဲ့အဆက်ပြောက်လေးတွေတနေရာတနေရာမှာတော့ရှီကောင်းရှိမဲ့အနေထားတော့တရားပြည်သာထောက်တယ်နော်။ဟုတ်ကဲ့ဟုတ်ကဲ့ပါနောက်တစ်ခုကဆရာကျွန်တော်တို့ good law ပေါ့နော်ကျွန်တော်တို့ media အချို့စာမျက်နှာပေါ်မှာလည်းတွေ့နေရခွန်ရဲမှာလည်းတွေ့ရတယ်ဟိုဆရာရဲ့ hot game တွေနဲ့ပတ်သက်ပြီးတချို့ကဒါပြုပြင်ပြီးတော့ဆရာလေဟိုတည်င်းမှားလို့ပဲပြောအောင်လားအဲ့လိုမျိုးပေါ့နော်ပြန်ပြီးကိုယ့်ကလည်းကိုယ်ပြန်ရေးထားတာတွေတွေ့ရပါတယ်ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးဆရာဘယ်လိုတုံ့ပြန်ရေးပြောချင်လဲအာကျွန်တော်တော်တော်ကိုတုံ့ပြန်ပြောချင်တာပေါ့ ဘာကြောင့်လဲဆိုတော့ဒီဘက်ကသတင်းတွေအကောင်လုံးကိုကျွန်တော်ယူထားတဲ့အခါပြီးတော့ကျွန်တော်ပြောနေကြတယ်အဲ့ဒီနေရာမှာ journal ဒီရဲ့အားနေချက်ကဘာလဲဆိုတော့စာကိုရေးပြီးတော့စောင့်တင်ရတာဟုတ်အဲ့ဒီစာတွေအားလုံးကပြင်လို့ရတယ်နောက် journal ရဲ့အသက်10မိနစ်ဆိုပြီးရှေ့ပြောတဲ့အတိုင်းပဲ journal ဖတ်ကြပြီးရင်ပြီးနေပြီ။ဒါပေမဲ့သူတို့တင်လိုက်တဲ့အခါမှာလူတို့ကွန်ရက်ဒီဒီ internet ထဲကိုရောက်ပြီးတော့ Facebook စင်းနဲ့ဒီလိုသွားတဲ့ခါကျတော့သူကဖြန့်ကျက်မှုကတားမြန်တယ်အဲ့တော့ပြင်လိုက်တဲ့ဟာတွေကလူတွေကသုလို့သုလို့ထင်တယ်။အဲ့တော့ခွင့်ကောင်းယူပြီးတော့ဒီပွဲမှာတော့တခြားသူတွေညစ်တာတော့မသိဘူး။ညစ်မှာတော့ရှိတယ်။ဟုတ်ကဲ့။ပေါင်းလဲဆိုတော့ခုစဉ်းစားကြည့်တော့ကျွန်တော်ပုံနဲ့တင်လိုက်တယ်တစ်ဖက်ကဓာတ်ပုံယူလိုက်တယ်။ပြီးတော့ပညာရှင်တယောက်ရဲ့ဟော်ကင်းကျွန်တော်မဟုတ်ဘူး။ပညာရှင်ခြားသောပညာရှင်တယောက်ရဲ့ဟော်ကင်းကအနာကတ် စိုးတယ်မကောင်းဘူးဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ဟောတဲ့အောင်လုပ်ပြီးတင်လိုက်တယ်။ပထမကျွန်တော်အစင်းဆက်ပြောနေတာကဒေါန်ဆန်းစုကြည်သမရဖြစ်ရမယ်ဆိုတာကိုဒေါန်ဆန်းစုကြည်ကိုကုတ်ပါကိုသမရလုပ်မယ်လို့ပြောခင်ကဟောနေနှစ်ချီသွားပြီ။ဟုတ်ကဲ့။နှစ်ချီသွားပြီ။ဒီပေါ်မှာအဲ့နောက်ကထွက်လာတဲ့ဟာကြတော့သမရစီဒေါန်ဆန်းလုံးဝမဖြစ်နိုင်ပါဆိုပြီးကျွန်တော်ပြောတဲ့ပုံစံမျိုးပြောတော့ကျွန်တော်ဝိုင်းဆဲကြတာပေါ့။ဒါမဲ့ဆဲတဲ့အကြောင်းအရာတွေကိုကြည့်တော့ပြစ်ပြစ်နှစ်နှစ်ပက်ပက်ဆက်ဆက်ပဲပဲနေနေ ရုပ်ရင်းကြမ်းတမ်းစွာဆဲတာတာဒါကသမယိုးကြ comment ပေးတာမျိုးမဟုတ်ဘူးသူတို့ရေးကြရေးတယ်သူတို့ကသူတို့ comment ပေးပြီးမှလူတူတဲကိုဖြန့်ချလိုက်တဲ့ဟာမျိုးကိုကျွန်တော်တွေ့ရတယ်အဲ့ဒါကိုတွေ့တော့ဒါနဲ့ပြီးမလားဆိုတော့ကြောက်သွားမယ်လို့ကြံနေတော့မှပဲကုမုဒ္ဒရာ politics journal ပြီးတော့ဒီဒီ true news journal တို့ကနေကျွန်တော်ရေးထားတဲ့ဟာတွေအားလုံးကိုမှနောက်ဆုံးချက်ကြတော့ true news journal တွေဟာကို ယူပြီးတော့စာသားတွေအကုန်လုံးပြောင်းတယ်ဥမာဒီပုံနှုတ်ပိတ်ခါတဲ့ခြင်းသေးဆိုတော့ခြင်းသေးကခြင်းသေးကိုမျိုးသမီးကနှုတ်ပိတ်သည်ဆိုတော့စာကိုအမျိုးသမီးကိုခြင်းသေးကနှုတ်ပိတ်သည်တယ်ဗျာနမရှိကနမအမျိုးသမီးကခြင်းသေးနှုတ်ပိတ်လို့ရမလားဗျာခြင်းသေးလက်မှာမရှိဘူးသူကနှုတ်ပိတ်မှာကဲနောက်ဒီဘက်ကဟာဒီမှာလဲအမျိုးသမီးညာအမျိုးသားရေးပြီးတော့အနာဂတ်မှာအမျိုးသမီးတူကဥဆောင်မယ်ဆိုတော့အမျိုးသားတူကဥဆောင်မယ်ပြောပြီးတော့ဒေါ်ဆာစုကျင်တဲ့မြောက်ဗျာဒီဖြစ်လူနိုင်မယ်ဆိုတာမျိုးတွေပြောပြီးတော့လှုပ်ပြီးတော့တင်လိုက်တာဒီကြပိုင်းအတွင်းမှာ တက်လာတဲ့စကားတွေကြောင်းရတွေအလုံးကိုချက်ချင်းမယုံစားရပါနဲ့။တေချာလေ့လာပြီးမှသုံးသပ်ပြီးမှအမှန်မှဆုံးဖြတ်ပါအချိန်ရနေနေပြီ။မှားလို့မရဘူး။ဒီတကွက်မှားသွားရင်လာမယ့်အနာဂတ်၄နှစ်နဲ့၅နှစ်အတွင်းကျွန်တော်တို့နိုင်ငံအတွက်တော်တော်ကိုနစ်နာသွားစရာရှိ။ဟုတ်ပါပါ။အဲ့လိုမျိုးမနစ်နာအောင်တော့ဒီလိုကျွန်တော်နာမည်ကိုသုံးချဘီရင်ပညာကိုသုံးချပြီးတော့ဒီလိုခုတုံးလုပ်ပြီးတော့ကျွန်တော်ရဲ့ဟောကိန်းတွေအားလုံးကို ရုတ်လျော့သွားကျွန်တော်ရဲ့တန်ဖိုးကျသွားပြောတာကျွန်တော်ဘာမှပြဿနာမရှိဘူး။ဒါပေမဲ့အနာဂတ်မှာဖြစ်နိုင်တဲ့သူလောသူလောဆိုတဲ့အတွေးတွေဖြစ်လာမကောင်းဘူး။အိုတယ်နာတယ်သေတယ်ကျွန်တော်အိုနေပြီကိစ္စမရှိဘူး။သေရဲတယ်ကျွန်တော်ပြဿနာမရှိဘူး။နာတာတော့ကျွန်တော်မခံနိုင်ဘူး။လူမကြမ်းမမနဲ့နာတာကိုပြောတာမဟုတ်ဘူးနော်ဘဝနာသွားတာဂုံစိတ်ခံနာသွားတာတော့ကျွန်တော်မခံနိုင်ဘူးကိုဆုံးဖြတ်ချက်ကတန်းပြီကိုမနာအောင် လူသားတွေကိုမနစ်နာအောင်ဗမာပြည်ကိုမနာအောင်တော့လုပ်ပါ 高楼就是纪念碑，讲的。